ငလင်ပေးကြရောက်တာတောင်ဖြူစင်ရိုးသားတဲ့စိတ်ထားကိုပြတာနိုင်လို့နိုင်ငံတကာကချီးကျူးခံနေရတဲ့မန္တလေးမြို့သူမြို့သားများပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်းမစ်နောင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အခုရပိုင်းတွင် BNN မီဒီယာတွေအထိတကူတကဖော်ပြခြင်းခံနေရတာကတော့မန္တလေးမြို့ကစေတနာရှင်အတော်ကြီးတယောက်ရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အဆိုပါဗီဒီယိုဖိုင်ကြောင့်မန္တလေးမြို့ဂုံတက်စေခဲ့တာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းမတ်လ28ရက်နေ့မှာတော့2004ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာအင်အားအပြင်းဆုံးမြေငလင်လို့ဆို နိုင်တဲ့ AR Resetaske ခွန်တတမခွန်အစဉ်ရှိတဲ့မြင်းကလင်းကြီးကသခိုင်းမျိုးကိုဗဟုပြုပြီးတော့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါမြင်းကလင်းကြီးကိုမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့နှစ်ခုစလုံးကခံစားခဲ့ရတာဖြစ်ပေမယ့်စကိုင်းပြည့်ရသောတခြားမှာရှိတဲ့မြို့တွေကတော့အဆိုးဆုံးခံစားခဲ့ရတယ်လို့သိရပါတယ်။အထူးသဖြင့်တော့စကိုင်းမြို့မန္တလေးမြို့ကြောက်စဲနေပြည်တော်စတဲ့မြို့ကြီးတွေဟာမြင်းကလင်းတန်းတွေကိုအဆိုးဆုံးခံစားရတဲ့မြို့တွေအများကြီးဖြစ်တယ်လို့သိရပါတယ်။ စကိုင်းမြို့ကိုအခြေပြုပြီးအလုပ်ခဲ့တဲ့မြင်းကလင်က2023ခုနှစ်နောက်ပိုင်းကမ္ဘာပေါ်မှာအင်အားပြင်းဆုံးမြင်းကလင်ဖြစ်တာကြောင့်တော်တော်ကြီးကိုပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့တာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်နိုင်ငံတကာကကုညီကယ်ဆယ်ရေးအဖွဲ့တွေအများကြီးရောက်ရှိနေရလဲဖြစ်ပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံရဲ့မြင်းကလင်ဘေးမှာကုညီကယ်ဆယ်ဖို့အတွက်တရုတ်၊အိန္ဒိယ၊ထိုင်း၊မလေးရှား၊စင်ကာပူ၊ဗီယက်နမ်စတဲ့နိုင်ငံတကာကကုညီကယ်ဆယ်ရေးအဖွဲ့တွေကအများအပြားရောက်ရှိပြီးတော့ကုညီကယ်ဆယ်ရေးရှင်းလင်းရေးလုပ်ငန်းတွေကိုလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ ယ်။ဒီလိုချိန်မှာမန္တလေးမြို့မှာ VNN ကေဆေးရေးအဖွဲ့တွေကကုညီကေဆေးရေးလုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။မန္တလေးမြို့ကိုရောက်ရှိနေတဲ့ VNN ကေဆေးရေးအဖွဲ့ဟာအားလက်ချိန်မှာအသီးနှံလေးတွေစားစရာလေးတွေဝယ်ယူဖို့အတွက်ဈေးဝယ်ထွက်နေပါတယ်။အဲဒီလိုမျိုး VNN ကေဆေးရေးအဖွဲ့ကဈေးဝယ်နေချိန်မှာမန္တလေးက NGO တအူက VNN ကေဆေးရေးအဖွဲ့ဝယ်ယူနေတဲ့အသီးနှံတွေအတွက်ပတ်စံဝင်ရှင်းပေးဖို့အတွက်စူးစမ်းခဲ့ပြီးတော့တက်နိုင်တဲ့လောက်ကျေးဇူးဆက်ချင်လို့ပါဆိုပြီးမြစ်တာရက်ခံခဲ့တာဖြစ်ပါတယ်။ ဒါကလည်းအဆိုပါအတော်ကြီးဟာမန္တလေးမြို့ကငလင်တန်တဲ့ပြည်သူတွေကိုလာရောက်ကူညီကယ်ဆယ်တာတွေအဆောက်အဦတွေတဲ့ကိုပိတ်မိနေတဲ့လူတွေကိုကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုကျေးဇူးတင်လို့နာကြောင်းတတ်နိုင်တဲ့များအသီးအနှံလေးတွေကိုဝယ်ပေးဖို့အတွက်စ조사နေရပဲဖြစ်ပါတယ်ဒီလိုနဲ့ VNN အဖွဲ့ရဲ့ကယ်ဆယ်ရေးတာဝန်ရှိသူကမန္တလေးမြို့ကအတော်ကြီးရဲ့အဆိုပါအပြုမှုအတွက်စိတ်ထိတ်ခိုက်သွားဟန်ရှိပြီးတော့သူမရဲ့စေတနာကိုအတိမတ်ပြူကြောင်းလက်ကလေးကိုစုပ်ကင်ကတဖွားဖွားနဲ့ပြောနေခဲ့ပါတယ်ဒါပေမဲ့လည်းဒီလိုမျိုးပတ်စံဝင်ရှင်းပေးတာကိုလက်မခံနိုင်ပါ ှာကြောင်းဗီယက်နမ်အစိုးရကဒီခရီးစဉ်အတွက်အလွန်အလောက်ထောက်ပံ့ပေးထားပါတယ်ဆိုပြီးသူတို့အတွက်နဲ့အားနာစရာဝင်ထွက်ဖို့ဖြစ်စရာမလိုဘူးလို့မန္တလေးမြို့ကစေတနာရှင်အတော်ကြီးနားလည်အောင်ရှင်းပြနေကြတာဖြစ်ပါတယ်နောက်ဆုံးမှာတော့ VNN ကကယ်ဆယ်ရေးတာဝန်ရှိသူက VNN နဲ့မြန်မာနိုင်ငံကမိသားစုဝင်တွေဖြစ်တဲ့လို့ငါတို့ကအကောင်းဆုံးတငယ်ချင်းတွေပါဆိုပြီးအတော်ကြီးကိုနှစ်သိမ့်ခဲ့ပါတယ်။ မန္တလေးမြို့ကစေတနာရှင်အတော်ကြီးနဲ့မြမပြည်ကိုရောက်ရှိနေတဲ့ VNN ကေဆေးရေးအဖွဲ့ဝင်တွေရဲ့ဒီဖြစ်ရက်ကလက်ရှိချိန်မှာ VNN မီဒီယာတွေမှာအတော်လေးပြန့်နှံ့နေပြီးတော့မြမပြည်ငလင်ဘေးကနေအ мян ဆုံးရုံထနိုင်ဖို့အတွက်ဆူတောင်းပေးနေကြပါတယ်။ဒါအပြင်မြမလူမျိုးတွေရဲ့ယဉ်နီးဖော်ရွေးတဲ့စိတ်ထားလေးတွေကိုချီးကျူးနေကြတာပါ။ငင်းကလင်းတန်တဲ့နေရမြန်မာနိုင်ငံကိုနိုင်ငံတကာကကဲဆေးအဖွဲ့ဝင်တွေဆွန်းဆွမ်းတက်မှန်နဲ့ကူညီပေးနေကြသလိုမြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်းတက်နိုင်သမျှအဲဝစ်ကြေပေါ်နေကြတာကိုတွေ့မြင်ရပါတယ်။ ငလင်ပင်မှာအဆောက်အဦပြိုကျပြီးပိတ်မိနေတဲ့သူတွေကိုကုညီကယ်ဆယ်နေတယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်းမန္တလေးမြို့သူမြို့သားတွေကအေးအေးဘူးတွေရေးတန်းတွေစားတောက်စရာတွေနဲ့ဧည့်ခံနေကြတာတွေ့ရပါတယ်။ဒီပြုမှုလေးတွေကြောင့်နိုင်ငံတကာမှာချီးကျူးခံနေရတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနိုင်ငံတကာမှာနာမည်ကြီးနေတဲ့မန္တလေးသူမန္တလေးသားတွေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။